ဒီနေ့ဆက်လက်ပြီးတင်ဆက်ပေးခြင်းနဲ့သတင်းဆောင်ပါတပုတ်ကတော့အမေရိကန်တို့မြန်မာဟာအဘဲကြောင့်အရေးပါလာရသည်နည်းဆိုတဲ့သတင်းဆောင်ပါတပုတ်ပဲဖြစ်ပါတယ်မြန်မာဟာတာမန်အမေရိကန်နိုင်ငံသားတဦးအတွက်လွန်စွာဝေးလံတဲ့အရက်မှာရှိတဲ့နိုင်ငံတစ်နိုင်ငံလို့မှတ်ယူကောင်းမှတ်ယူနိုင်တော်လဲအင်ဒိုပစ္စိဖိတ်ဒေသရှိ အမေရိကန်လုံခြုံရေးအတွက်မူလွန်စွာအရေးပါလာပြီဖြစ်တယ်လို့ Jack Security website မှာအချက်၃ချက်ကိုအားပြုတင်ပြလာပါတယ်။ပထမအဦးဆုံးအချက်အဖြစ်အမေရိကန်ဟာဒေတာတွင် တရုတ်ရဲ့ညှဉ်းအားကိုဖြေလျှော့ပစ်ပြီးဘူမိနိုင်ငံရေးမှာဩဇာတက်ရောက်နိုင်ဖို့ကြိုးပမ်းလာနေသည်နှင့်အမျှမြန်မာရဲ့တယံဇာတများကိုရယူနိုင်ဖို့မဖြစ်မနေလိုအပ်လာပါတယ်။ကချင်နဲ့ရှမ်းပြည်နယ်များမှာကမ္ဘာစီးပွားရေးအတွက်ရှစ်လျှောက်အရေးပါလာမဲ့ ရှားပါမြေသားတတ်ထုများနဲ့အခြားအရေးပါတဲ့တယံဇာတပစ္စည်းများပိုးများစွာ ရှိနေပါတယ်။ထို့သောအရေးပါနေသူကိုကောင်းစွာတည်ထားတဲ့ပြီးချင်းဟာလက်မဲကုမ္ပဏီများနဲ့တရားမဝင် တူးဖော်နေကြတဲ့ဂိုင်းများကိုတုံးတာလဝကြီးအုပ်လာကြတဲ့အတွက်တဘာဝပတ်ဝန်းကျင်နဲ့လူသားတို့အတွက်အန္တရာယ်ကျရောက်လာပြီဖြစ်ပါတယ်။ Federal Democracy အစိုးရတရက်ကောင်းစွာထွက်ပေါ်လာမယ်ဆိုလျင်တရုတ်ရဲ့လဝကြီး ုပ်ထားမှုမှယုံထွက်နိုင်ပြီးအနောက်အုပ်စုအတွက် supply chain ထွက်ပေါ်လာနိုင်ပါတယ်ဒုတိယချက်ကမြန်မာရှစ်တောင်အာရှကုန်းမြေကြီးမှာချက်ချာကျတဲ့နေရာမှာရှိလို့အမေရိကန်ပြည်ထောင်စုအတွက်အခြေခံအဆောက်အုံကုန်သွယ်ရေးနဲ့စီးပွားရေးဆိုင်ရာချိတ်ဆက်မှုတို့မှာလွန်စွာအရေးပါနေပါတယ်ထို့အတွက်တည်ငြိမ်ပြီးဒီမိုကရေစီအစိုးရမျိုးတည်တာ တောင်နဲ့ရှစ်တောင်အာရှကိုသာချိတ်ဆက်ပေးနိုင်မဲ့အချက်ချာနေရာဖြစ် ပြောင်းလဲပြစ်နိုင်စွာရှိမှာပါတချိန်တည်းမှာပင်တရုတ်တို့ဩဇာလွှမ်းနိုင်မဲ့လမ်းကြောင်းကိုလည်းတံပြန်ထိမ့်ညှိပေးနိုင်မှာဖြစ်ပါတယ်အမေရိကန်ဖိုးအာဆီယံနဲ့အင်ဒိုပစိဖိတ်ဒေသမှာဆက်ပြီးဩဇာတက်ရောက်မှုကိုထိမ့်သိမ်းထားလို့လေမြန်မာကမဖြစ်မနေထဲသွင်းစဉ်းစားရတော့မှလည်းဖြစ်ပါတယ် တတိယအချက်အနေနဲ့အမေရိကန်တို့တံမိုးထားတဲ့စံနှုန်းများကို ထိမ့်သိမ်းနိုင်ရန်မြန်မာဟာရည်ပါလာပြန်ပါလေ27ရာစုမှာဒီမိုကရေစီထွန်းကားရေးရည်မှန်းချက်များနဲ့အာဏာရှင်စနစ်နဲ့ဖိနှိပ်အုပ်ချုပ်မှုများကြားလူမျိုးရေးအခြေခံအမျိုးသားရေးဝါဒကြောင့်ဖြစ်ပေါ်လာမဲ့ကွဲပြားမှုနဲ့ပြည်သူလူထုပူးပေါင်းပါဝင်လာမှုအကြားလူမျိုးတုံးတက်ဖြတ်မှုနဲ့တာဝန်ယူမှုတာဝန်ခံမှုတို့အကြား ားပြန်ရကစားကွင်းကြီးထွက်ပေါ်လာနေပြီဖြစ်ပါတယ်။မြမတိုက်ပွဲဟာနေမီစူးမိုးရေးအတွက်သာမဟုတ်တော့ပဲကျင့်ဖို့တရားပိုင်းနဲ့ဆိုင်လာပါတယ်။ကိုမင်းကိုချင်းထင်းရဆိုင်နေသူများကိုစန့်ကျင်တွန်းလှန်သူများပေါ်ထွက်လာတဲ့အခါအမေရိကန်ပြည်ထောင်စုကမိတို့ဆောင်ရွက်သည့်သို့မဟုတ် မဆောင်ရွက်ဖဲထားမီဆိုသည်ကအရေးကြီးလာပါတယ်။၎င်းတို့ဖို့လဲနိုင်ငံပြန်လဲတိဆောက်ရေးအတွက် လက်များယုံမရအောင်ချီနှောင်ခံရသလိုဖြစ်မိပါတေးကြတော့လေ၎င်းတို့နိုင်ငံကိုကိုချက်တော့ပေါ်ကိုရက်နိုင်ဘူးကမဖြစ်မနေယုံကန်သွားကြမိတာဖြစ်ပါတယ်ဝါရှင်တန်တွဲလုံမီဆိုလျင်လုံရရတဲ့မူဝါဒများရှိနေပြီးဖြစ်ပါတယ်ယခုကတော်လန်ကြီးအဖွဲ့များစစ်မီပြင်မှာအောင်ပွဲများရလာသည်နဲ့အမျှထရန့်ဆိုရဖို့တိုင်းရင်းသားအဖွဲ့အစည်းများနဲ့အမျိုးသားညီညွတ်ရေးအစိုးရနိုင်ငံရေးအသိမှတ ပြုတ်နိုင်မဲ့အခွင့်အလမ်းထွက်ပေါ်လာနေပြီဖြစ်ပါတယ်။လက်ရှိအနေအထားမှာတန်တမန်ရေးအရအတိမတ်မပြုတ်နိုင်တော့ညာလဲထိတွေ့ဆက်သွင်းမှုများတိုးမြင့်ခြင်းထောက်လိုင်းရေးတရင်များဝေငှခြင်းဤပညာပိုင်ပံ့ပိုးပေးခြင်းဒေတာတွင်ဆွေးနွေးပွဲများမှာပါဝင်စေခြင်းရုပ်ဝတ္ထုပိုင်းအကူအညီပေးခြင်းတော်လိုင်းရေးအဖွဲ့များရဲ့ထိမ့်ချုပ်နယ်မြေများမှာအုပ်ချုပ်ရေးအားကောင်းအောင်ကူညီပေးခြင်းမျိုးများဖြင့် မြန်မာရဲ့ Federal အနာဂတ်အတွက်အောက်ခြေမှစပြုစုပြူထောင်ပေးနိုင်ပါတယ်ဒုတိယချက်အနေနဲ့လွတ်မြောက်ဒေသများမှာအုပ်ချုပ်ရေးတည်ငြိမ်ခိုင်မြဲမှုရှိအောင်အမေရိကန်အားအာဆီယံနိုင်ငံများသို့မဟုတ်ကလည်းဂျပန်နဲ့ Quad အဖွဲ့ဝင်နိုင်ငံများ EU တို့နဲ့ပူးပေါင်းပြီးစောင့်ကြည့်ပေးနိုင်ပါတယ်ထို့မှတစ်ဆင့်လူသားချင်းစာနာထောက်ထားမှု အကူအညီများနိုင်ငံရေးအတွင်းကူးပြောင်းမှုများအခြားဖွံ့ဖြိုးရေးအကူအညီများလည်းပေးနိုင်ပါ ဖြစ်ပါတယ်တတိယချက်အနေနဲ့ဝါရှင်တန်ဟာ၎င်းတို့မှာရှိတဲ့စီးပွားရေးရနိုင်ငံများကိုအလေးနက်ထားစဉ်းစားရမှာဖြစ်ပါတယ်တရုတ်နဲ့ဆက်နွယ်နေတဲ့တရားမဝင်တူဖော်ထုတ်ယူနေကြသူများတခုတ်လဲထုတ်ယူနေကြသူများအားဒုတိယဒန်းစာပိတ်ဆို့ဒဏ်ခတ်မှုများနဲ့အေးအေးယူရပါမယ် ငွေလိန်ကိုင်းများလူကုန်ကူးနေကြသူများအားလည်းထိမ့်ချုပ်ထားနိုင်ဖို့လိုပါတယ်ထိုတော့တွင်ဝါရှင်တန်အာဆီယံနိုင်ငံများနဲ့ပူးပေါင်းပြီးအနာဂတ်မြန်မာဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်အသစ်အတွက်လမ်းပြမြေပုံတရက်ရေးဆွဲထားရတော့မှာဖြစ်ပါတယ်ယခုကဗုံမိနိုင်ငံကြီးမြေကျော်ကြီးရွေးရှားနေသည်ကိုတရုတ်ဟာကောင်းစွာအသုံးချနေပြီဖြစ်ပါတယ်တရုတ်တန်တမန်များအားလာရှိုးမှလုတ်များနေကြပြီ အပြစ်ခတ်ရဲစဲရေးကိုးဘက်ပါလာအောင်ဆွဲဆောင်နေကြပါတယ်ဝါရှင်တန်ယခုအခါတုံနိဘာဝီနဲ့ရှီပီးသားပါဒနာများကိုပင်မျက်နှာလွဲခဲပြစ်လှုပ်လာနေပါတယ်ဘုံဝိနိုင်ငံရေးမှာပေါ်ပေါက်လာတဲ့အလားအလာများကမျက်စိတမိတ်လျှဲတဲ့ပြည့်မျှသာဖြစ်ပါတယ်မြန်မာရဲ့ပြည်တွင်းဆရာအနေထားအစ်စ်ကိုဝင်ရောက်လာနေပြီးဖြစ်ပါတယ်ရင်အားဖိနှိပ်အုပ်ချုပ်မှုများကတောင်းကနေဖြစ်ရများနဲ့ပုံဖော်လာမီလို့ အလုံးပါဝင်လာမဲ့တည်ငြိမ်မှုများဖြစ်လာမီလို့ဆိုသည်ကမြမပြည်သူများ အပေါ်သာမကလာမဲ့လာများအတွင်းအင်အားကြီးနိုင်ငံများကဘယ်လန်းကိုရွေးမယ်ဆိုသည်ကလည်းမူတည်လာနေပါလေရင်းဟာအမေရိကန်မျိုးသားလုံခြုံရေးအတွက်လဲလွန်စွာအရေးပါလာနေလို့နီလန်းရှာဖို့လိုအပ်လာပြီဖြစ်ပါတယ်ဝါရှင်တန်အနေနဲ့ဆုံးဖြတ်ရဖို့ဖြစ်လာတာကရှေ့လျှောက်အမေရိကန်အတွက်နင့်နာ အောင်ဖြစ်ပျက်လာနေတဲ့တမိုင်းကိုထိုင်ကြည့်နေမီလို့တို့မဟုတ်မြန်မာနဲ့အမေရိကန်နှစ်နိုင်ငံစလုံးအတွက်အကျိုးရှိစေမဲ့တမိုင်းကို ကိုယ်တိုင်ရေးသားမလားဆိုသည်ပင် ဖြစ်ပါတယ်မိမိအမြင်အရဆိုရင်မူထရန့်အမေရိကန်နိုင်ငံရဲ့မူဝါဒကို စီးပွားရေးသမားပီပီစိတ်ခံစားချက်မပါဘဲပဂရီတီရှိနေမှုနဲ့ချိန်ထိုးသူဖြစ်တယ်လို့ပြောရရနေပါတယ် ဥပမာဆိုတာယူကရိန်းဟာမိတို့ပင်စူးစီရုရှားရဲ့ဩဇာစက်ဝန်းမှယုံမထွက်နိုင်ထို့အတွက်ယူကရိန်းရဲ့ဒီမိုကရေစီနဲ့လွတ်လပ်ခွင့်အတွက်အင်အားကြီးနိုင်ငံတနိုင်ငံဟာအန်ဒုဖိုက်ပြိုင်နေပါကငွေကုန်လူပန်းယုံသာရှိမည်လို့ယူဆထားပုံရပါတယ်မြန်မာအတွက်အထက်တွင်ပညာရှင်များထောက်ပြခဲ့သလိုမိများပင်အကျိုးရှိနေစေကာမူတရုတ်ရဲ့နောက်ဖေးချံလို့အမေရိကန်တမရအဆက်ဆက်ယူဆထားကြပါတယ် ထို့တူအမေရိကန်ရဲ့နောက်ဖေးခြံလို့ယူဆထားတဲ့လက်တင်အမေရိကမှာတရုတ်တို့တိတိတသာဝင်ရောက်လာခြင်းမျိုးမရှိတာကိုတွေ့ရပါတယ်ထို့သောနှုတ်ဦးနှစ်ဖက်ဖွင့်မပြောဘဲနားလည်မှုဖြင့်လက်ရှောင်နေကြခြင်းဖြစ်နိုင်စရာရှိနေပါတယ်ပြည်သူတို့ရဲ့ခုခံတော်လှန်စစ်မုတ်ချအောင်ရမယ်